ရွေးကောက်ပွဲကျင်းပပေးမယ့်ကာလကိုထုတ်ပေါ်ပြောကြားထားပေမဲ့လည်းအခု2025ခုနှစ်မှာနိုင်ငံရေးအပြောင်းအလဲကြီးကြီးမားမားဖြစ်နိုင်သေးဘူးလို့စီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကစီရင်နာကြတဲ့ဌာနကိုပြောပါတယ်။နိုင်ငံရေးအပြောင်းအလဲဖြစ်လိုပါကနှစ်ဖက်အတိုက်ခံအင်အားစုတွေအားလုံးအနေနဲ့လမ်းဖွင့်ဖို့လိုတယ်လို့ငင်းချင်းလုပ်ငန်းစဉ်မှာပါဝင်လုပ်ကိုင်နေသူဦးခွန်းဆိုင်ကစီရင်နာကြတဲ့ဌာနကိုပြောပါတယ်။အခုလောလောဆယ်ကတော့အမ် ဖြစ်ဖို့အလားအလာကိုမတွေ့ရသေးဘူးလို့ပဲဆင်ရှင်းပြောရမယ်ပေါ့နော်။တို့တော့လည်းဒီလိုမျိုးဖြစ်လာဖို့အလားအလာကိုတွေ့ရဖို့ဆိုလို့ရှိရင်ဟိုအဓိကအတိုက်ခံတွေနောက်ရောမလဲအဓိကအတိုက်ခံတယ်လို့ပြောလို့ရှိရင်လည်းဒီဟိုအတက်တစ်ဖက်ကိုပြောတော့မှနှစ်ဖက်စလုံးကိုပြောတာဖြစ်တယ်နော်။အတိုက်အတိုက်ခံဖြစ်နေတဲ့အဖွဲ့တွေအများအားလုံးက သူတို့ကသူတို့အားလုံးကလမ်းဖွင့်ဖို့လိုပါလိမ့်မယ်သူတို့အားလုံးကအမ်မင်းကိုဝယ်ငါစောင့်နေတယ်ဟာငါကိုဝယ်မင်းစောင့်နေတယ်ဆိုရင်တော့ဒါကတော့လမ်းပွင့်မှာမဟုတ်ဘူးနော်နောက်ဆက်ကဘက်က2021ခုနှစ်အာနာရယူပြီးနောက်ပိုင်းကလေးကရွေးကောက်ပွဲကျင်းပပြီးအရသာအစိုးရထံကိုအာနာလွှဲပြောင်းပေးမယ်လို့ထုတ်ဖော်ပြောကြားထားခဲ့ပေမဲ့လည်းလက်ရှိအထိအကောင့်ထံမဖော်နိုင်သေးတာကိုတွေ့ရပါတယ် ဒါပေမဲ့ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုတွားရောက်တဲ့ခီးစဉ်အတွင်း2025ခုနှစ်ဒီဇင်ဘာလကုန်ဓမ္မမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပနိုင်ရေးစီစဉ်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့တာပါလက်ရှိမြန်မာနိုင်ငံရဲ့အနေအထားအရရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပါကလေးမြို့နယ်အလုံးနဲ့တိုင်းရင်းသားအလုံးကိုကိုစားမပြုတဲ့အနေအထားဖြစ်သွားမယ်လို့စီလုံးမြို့တော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှာဦးမျိုးကျော်က CNN တင်ထဏာကိုပြောပါတယ်မထင်ပါဘူးဗျာနော် သူတို့ကဒီအာနာသိမ့်စင်ကလေးကနေပြီးတော့သူတို့ရေကောက်ဝဲလုံးမှာတဲ့ဟာပြညာပြီးသားလေး။ဟောဒီမှနေပြီးတော့6လတစ်ကြိမ်6လတစ်ကြိမ်တက်တန်းနေတိုးလာတာလေ။နော်။အဲနောက်ပြီးတော့ရေကောက်ဝဲလုံးမှာဆိုတာအခုမှပြောတာလည်းမဟုတ်ဘူး။တော့ကြာ2023နောက်ပိုင်းမှာလုံးမယ်။25မှာလုံးမယ်။အခု25အကုန်နော်နှစ်ဆယ်ရှောက်ဆန်းဆိုပြီးပြောလာတယ်လေအဲသူဖက်ကသူကတော့ဟို ဖြစ်ချင်တဲ့ဟာတွေကိုပြောနေတာလို့ပဲကျွန်တော်တို့ကတော့နားလည်တယ်ဒါပေမဲ့လှုပ်လို့မရတာကိုသူတို့လည်းသိတယ်အဲ့ဒါကြောင့်လဲကော်မရှင်ကိုနဲ့ကိုကမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ရဲ့သုံးပုံတပုံလောက်မှာလှုပ်ဖို့တောင်မှတော်တော်လေးအားထက်နေရတဲ့အနေထားမြို့နယ်တရားစွန့်စွန့်လေးလုပ်မယ်ဆိုရတာကမြန်မာနိုင်ငံရဲ့ပြည်သူတွေ မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ကြီးတိုင်းရင်းသားကြီးပိုစားမပြုဘူးဆိုတဲ့အတိတ်ပဲရောက်နေတယ်ပေါ့နော်။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းဟာ၄နှစ်တာကာလအတွင်းနိုင်ငံတော်လက်နက်ကိုင်ပဋိပက္ခတွေပုံမှန်ကျပြတ်များပြားလာနေတဲ့အတွက်တနိုင်ငံလုံးတည်ငြိမ်ရေးကိုနှဆက်ကအနေနဲ့ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့အပေါ်စီးရင်းတဲ့နိုင်ငံရဲ့အကဲခတ်တွေကမေးခွန်းထုတ်လျက်ရှိကြပါတယ်။အဲ့ဒီအခင်းအကျင်းမှာရွေးကောက်ပွဲကျင်းပနိုင်ရေးလုံးကြုံရေးပိုင်းနဲ့ပတ်သက်ပြီးတော့လေနတ်ဆက်ကဘက်ကတာဝန်ယူရမယ့်အနေအထားတွေရှိကြောင်းလည်းထောက်ပြကြပါဗျ။